မြန်မာနိုင်ငံမှာတဘာဝဘေးအန္တရာယ်ဖြစ်လာတာနဲ့အသက်20တပတ်လည်ရှိတဲ့လူငယ်တိုက်ဟာလူမှုကွန်ရက်စာမျက်နှာပေါ်နဲ့လူစီကားရနေရာတွေမှာတိုက်တိုက်ဝုံဝုံပေါ်လာတတ်ပါတယ်။အဓိကကတော့ငွေကြေးပစ္စည်းအလူခံတာနဲ့ရရှိလာတဲ့အလူခံပစ္စည်းတွေကိုတွားရောက်လူဒန်းတာတွေအတွက် စုစုယုံယုံပေါ်လာကြတာပါပဲ။အဲ့ဒီလို အစုလိုက်ပေါ်လာတာကိုစသတိထားမိတာကတော့2015ဆွန်လကနေဩဂတ်လထိကြုံခဲ့ရတဲ့ရေပေးမှာပါ။ အဲ့ဒီချိန်ကလူငယ်တွေဟာတငယ်ချင်းစုဖွဲ့လိုက်လူစီကားရာရန်ကုန်မြို့လေတန်းလိုနေရာတွေမှာ အလူခံကြတယ်။နီးစက်ရာမိတ်ဆွေတွေထံစော်အော့ကူညီတောင်းခံကြတယ်။အဲ့ဒီနောက်လူအပ်တာတွေဝေချမ်းပြီးကာတီတီပေါ်တင် အကူအညီလိုတဲ့နေရာတွေကိုအရောက်သွားကူညီကြတယ်။အဲ့ဒီမှာတချို့နေရာတွေအလူပစ္စည်းစုပုံပြီးတချို့နေရာတွေအလူပစ္စည်းရောက်တင်တလောက်မရောက်တဲ့ဖြစ်ရက်မျိုးတွေရှိခဲ့ပေမဲ့လည်း သူငယ်တွေကသတင်းအချက်လက်ကိုအချင်းချင်းမျှဝေပြီးအဆင်ပြေအောင်ဆောင်ရွက်နိုင်ခဲ့ကြတယ်။အဲ့ဒီရွယ်လေးတွေကလူကြီးမိဘတွေကလည်းညအိမ်ညက်နေအပြင်ထွက်ဖို့ယုံကြည်ချက်ပေးပြီးခွင့်ပြုပေးတဲ့ရွယ်။ကိုကိုကိုယုံကြည်မှုမြင်မာတဲ့ရွယ်။တောင်းပြီးလုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်နေကြတဲ့ရွယ်တွေပေါ့။သူတို့ကိုမြင်နာနေတယ်၊သူတို့ရဲ့လောရက်တွေကြားရတာနေတယ်၊စိတ်ဓာတ်ပေါ်အားရှားရတာပဲကိုလည်းအမှတ်ရမိပါသေးတယ်။ ဒီလိုဆိုရင်တော့ငါတို့နိုင်ငံကြီးတိုးတက်တော့မှာပါလားလို့လေအကောင်းမြင်စိတ်တွေစတင်တိုးပွားခဲ့ခြင်းပေါ့မြန်မာနိုင်ငံရဲ့ဘေးဒုက္ခအတိအသီးမှာတက်တက်ကြွကြွရှိကြတဲ့အသက်20ဝန်းကျင်လူငယ်တွေကိုစုစုယုံယုံတွေ့ရတယ်လို့ရှင်ညွန်းတာကအသက်30ရွယ်လူလက်ပိုင်းတွေနဲ့လူကြီးပိုင်းတွေဟာလုံအားထက်အကြံဉာဏ်ပိုင်းစီမံခန့်ခွဲမှုပိုင်းနဲ့ငွေကြေးပိုင်းတွေမှာပုံမှုကူညီကြတယ်လို့ကျွန်မအနေနဲ့ယူဆလိုပါ နောက်ပိုင်းဒတိုင်းပြည်လုံးထိတ်လန့်ခြောက်ခြားကြရတဲ့ကိုဗစ်ကပ်ရောဂါကိုရင်ဆိုင်တိုက်ဖြတ်ရပြန်ပါတယ်2019ခုနှစ်ကမမရရကိုဗစ်လူနာအရှိတ်အတွက်ကိုအထိတ်တလန့်စောင့်ကြည့်ကြရတယ်။လူနာရှိတ်အတွက်တိုးလာလေလေထိတ်လန့်ကြောက်ရွံ့ရလေပါပဲ။အဲ့ဒီအချိန်မှလည်းလူငယ်တွေကရှေ့တန်းကတက်တက်ကြွကြွပါဝင်ခဲ့ပြန်ပါတယ်။ အထက်ထက်ဝတ်ဆင်ရတဲ့ပူလာလာတဲ့ယောဂါကာကွယ်ရေးဝတ်စုံတွေကိုဝတ်ဆင်ထားတဲ့ပိုလန်ဒီယာလူငယ်တွေကဘိုဘေးစင်တာတွေမှာနေရာပြပေါ့လူငယ်တွေရဲ့လုံအားတွေခွန်အားတွေနဲ့ဘိုဘေးစင်တာတွေဟာအသက်ဝင်လှူရှားခဲ့ပါတယ်ပေါ်တိုးဆောင်ပူညီခဲ့ကြတဲ့လူငယ်တွေကြောင့်ပဲကိုဗစ်ကိုမြန်မာနိုင်ငံကတည်တည်ငြိမ်ငြိမ်ဖျက်ချနိုင်ခဲ့ပြန်ပါတယ်။နောက်ထပ်စိတ်လှုပ်ရှားကြရပြီး ငါတို့တော့ညင်ညွတ်လိုက်တာဒီနိုင်ငံတော့တူတက်တော့မှာပါပဲလို့အတွေ့ရောက်စေတာကဆရာနာရှင်ကိုစန့်ကျင်ဆန္ဒပြခြင်းကပေါ့ညညွတ်လိုက်ကြတာတက်ကြွလိုက်ကြတာတကယ်ကိုချစ်မြတ်နေရတဲ့မြန်မာလူငယ်တို့ပါပဲစစ်ကောင်စီလက်အောက်မှာအလူလဲကြော်ဖြတ်ခရရတဲ့ကိုဗစ်တတိယလိုင်းတွင်မှာတော့ လက်မလဲကြရတဲ့နိုင်ရည်တွေမှာလူငယ်ရေးရဲ့ပါဝင်ကူညီမှုကိုလည်းအများကအမှတ်မိကြအောင်ပါပါအောက်ဆီဂျင်ကူညီမှုကအစားအလောင်းထမ်းရာဆုံးလူငယ်တွေပါဝင်ကြရတာပေါ့အခုလေမြန်မာတနိုင်ငံလုံးစိတ်နှလုံးကိုကြုံကြုံကြစီလေနေ့တရအတွင်းအပြင်းထန်ဆုံးငလျင်ကမလ28ရက်မှာဖြစ်ပွားခဲ့ပါတယ်ဒီအချိန်မှာတော့လူငယ်တွေပြန်มาပါလေအရင်လိုကူညီကယ်ဆယ်ရေးဆောင်ရွက်လိုကြတဲ့လူငယ်တွေပဲရောက်ပုံပြီလေ ဘာလို့ညာအရင်လိုအရှူရှူပေါ်မလာတော့တာလဲငါတို့ရှိတဲ့အားမငယ်နဲ့ငါတို့လာပြီးဟေးစသဖြင့်လူမှုကွန်ရက်မှာတွေးကြော်တန်နေတဲ့တူတကြစွာကုညီဆောင်ရွက်တဲ့လူငယ်တတိုင်းကတော့လက်ရှိမှာပြောက်လို့နေပါဗျ။ငလျင်ပေးတဲ့ပြည်သူတွေကိုဘယ်လိုကုညီကြမလဲ။ဘယ်လိုပြန်လဲထူထောင်ရေးတွေလုပ်ကြမလဲဆိုတော့လူမှုကွန်ရက်ကလူငယ်တွေရဲ့ post တွေမမြင်ရတော့ပါဘူး။သူတို့ရဲ့အာမန်ပြင်းတဲ့လှုပ်ရှားမှုတွေကိုမမြင်ရတော့ပါဘူး။ ။ဘာကြောင့်ပုံမလာကြတော့တာလဲ။ဒီလိုပြောလို့လက်ရှိကူညီစူးစမ်းနေတဲ့လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို အတိအမှတ်မပြုတာမလေးစားတာကိုရည်ညွှန်းလိုတာမဟုတ်ပါဘူး။လူမှုကူညီရေးအဖွဲ့ဝင်တွေမဟုတ်ပေမဲ့လည်းအရေးကြုံတိုင်းလူအတိုင်းပေါ်လာတတ်တဲ့လူငယ်တိုင်းပြောင်းနေတာကိုပဲရည်ညွှန်းလိုတာပါ။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေအရအတင်းအာဓမစစ်မှုထမ်းစီတာအလောက်ကင်ခွင်လန်းရှားပါမှုကြောင့်ပြပထွက်ခွာကုန်ကြတာ ਨੇ ။ စစ်ကောင်စီရဲ့မတရားမှုကိုလက်နက်ကင်တိုက်ပွဲဝင်နေကြတာတွေကြောင့်ပြည်ပမှာလူငယ်ဥယျာဉ်ကတိတိတတ်တာရှော့ပါနေတာပါ။ကြမ်းရှိနေတဲ့လူငယ်တွေကလည်းစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေအနာဂတ်အတွက်မျှော်လင့်ချက်မဲ့နေတာတွေစသဖြင့်ခံစားနေရတာပါ။လူငယ်တွေသာတိုင်းပြည်ရဲ့တိုက်တိုက်ဝင်ဝင်ရှိနေအောင်မယ်ဆိုရင်အ ਨੇ ဆုံးတော့လူငယ်တွေရဲ့ခွန်အားတွေတက်ကြွမှုတွေကြောင့်ငလျင်ပေးတံခံရတဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ရမှာ အခုထပ်ပို့ပြီးအများကြီးထိရောက်နိုင်မှာပါအခုတော့လူငယ်တွေနေပါနေတဲ့နိုင်ငံမှာကြုံရတဲ့သဘာဝဘေးဒဏ်ကိုလူလက်ပိုင်းလူကြီးပိုင်းတွေရဲ့ခွန်အားအများစုနဲ့သာရင်ဆိုင်ဖြစ်ရှင်းနေရပါတယ်ပြပရောက်နေတဲ့လူငယ်တွေရဲ့ရှင်တဲမှာလည်းအားမလို့အားမရဖြစ်နေကြမှာအမှန်ပါပဲသူတို့တွေဟာတောက်တခေါက်ခေါက်ဖြစ်နေကြပါလိမ့်မယ်ရှင်ထုမနာဖြစ်နေကြပါလိမ့်မယ်မချစ်တင်ခဲဖြစ်နေကြပါလိမ့်မယ်အာနာရှင်ကိုချိန်ဆနေလိမ့်မယ် စစ်အာဏာရှင်ကိုလက်နက်ကင်တော်လာနေတဲ့လူငယ်တွေကလည်းသူတို့ရှိရာဒေသမှာတဆန်းတလောက်ဗလင်ပေးတဲ့ပြည်သူတွေကိုကူညီနေကြမှာအမှန်ပါပဲဒါပေမဲ့အရင်လိုတိုက်တိုက်ဝုန်းဝုန်းတက်ကြွမှုတွေထက်ခံမြင့်ဒေါသထွက်မှုတွေသူတို့ခံစားနေရမယ်လို့ကျမတော်ယုံကြည်မိတာပါပဲတဘာဝဘေးရန်ကြီးဆိုတာကအတိအကျခံမှန်းလို့မရတလို့ရှောင်လွဲလို့မရတဲ့ဖြစ်ရမျိုးပါပဲမြန်မာနိုင်ငံဟာလေတကွေးမဟုတ်တကွေးမှာတော့ တဘာဝပေးရန်ရည်ကိုအနည်းနဲ့များရင်ဆိုင်ရတဲ့ကာလထက်ရှိလာအောင်ပါပဲ။အဲ့ဒီချိန်မှာတော့လူငယ်တွေဟာတော်တယ်မှာတိုင်းပြည်ပြင်ပမှာမဟုတ်ဘဲအရင်လိုပဲလူငယ်တွေကိုတက်တက်ကြွကြွမြင်ရပါစေလို့ပဲမျှော်လင့်ယုံကြည်ရတော့တာပါပဲ။စာဖတ်သူရော အခုငလင်ကပ်ပြီမှာလူငယ်တွေအရင်လိုမဟုတ်ဘဲပြောင်းနေတာကိုသတိထားမိကြပါရဲ့လား။